ထိုင်းနိုင်ငံတောင်ပိုင်းမှာဆယ်စုနှစ်တည်းအတွင်းအစိုးရဆုံးရေကြီးမှုကြုံတွေ့နေပြီးဒေသုံသူ33ရောက်ထပ်မံရှိလာခဲ့ပါတယ်။မလေးရှားနဲ့နေဆန်နာကပြည်နယ်တွေမှာဒုံးရဲစတိုက်လောက်မနာတမ်းမိုးရွာခဲ့တဲ့နောက်ရေကြီးမှုတွေစတင်လာခဲ့တာဖြစ်ပါတယ်။ဟဲ့ရိုင်မျိုးကတော့လက်ရှိရေကြီးနေတဲ့နေရာအလုံးထဲမှာအခြေအနေအဆိုးဆုံး area လို့ဆိုနိုင်ပါတယ်။ဟဲ့ရိုင်မှာတော့အခုသတင်းပတ်အစောပိုင်းတုန်းကတနေ့တည်းမှာတင်မိုးရေချိန်335မီလီမီတာရွာသွန်းခဲ့ပါတယ်။ ဒါဟာဒေသအတွင်းမှာနှစ်ပေါင်း300အတွင်းမိုးအသေးထန်ဆုံးအဖြစ်အမှတ်တမ်းဝင်ခဲ့ပါတယ်။အိမ်တွေကရေမြုပ်ကုန်တာကြောင့်ဒေသခံတွေဟာအိမ်အမိုးတွေတိုက်အမိုးတွေပေါ်ထိရွှေ့ပြောင်းနေရပါတယ်။ထိုင်းစစ်တပ်ရဲ့ရဟတ်ရင်တွေဟာပိတ်မိနေတဲ့ဒေသခံတွေစီကိုရိတ်ခါတွေပို့ဆောင်ပေးတာတွေအပြင်ဈေးရုံကလူနာတွေကိုရွှေ့ပြောင်းပေးဖို့ပါကူညီနေပါတယ်။မိုးကလည်းဆဲမသွားသေးတာကြောင့်ဟဲ့ရိုင်မှာတပတ်လောက်ကြာတဲ့အထိရေမကျသေးပါဘူး။ထိုင်းတောင်ပိုင်းကရေကြီးကြတဲ့နေရာတချို့မှာတော့ နည်းနည်းရေပြန်ကျနေပြီလို့ဒေသခံတွေကပြောပါတယ်။ရေကြီးမှုတွေကြောင့်ဒေသတွင်းမှာလျှက်စစ်မှုတွေလည်းပြတ်တောက်ကုန်ပါတယ်။ဟဲ့ရိုင်စေယုံမှာတော့ဓာတ်အားပြတ်တောက်တာဈေးဝါတွေပြက်လက်ကုန်တာကြောင့်လက်ရှိမှာအရေးပေါ်ဆောက်ရှောက်မှုလိုအပ်နေတဲ့လူနာတွေကိုနိုဝင်ဘာ26ရက်နေ့ကစလို့တခြားစေယုံတွေစီရဟတ်ယင်တွေနဲ့လွှဲပြောင်းပို့ဆောင်ပေးနေပါတယ်။ရဟတ်ယင်ဆင်းလို့ရလောက်တဲ့တက်ခေါမိုးတွေစီကိုတော့ကဲဆယ်ရေးအဖွဲ့တွေကမိဆက်တွေပါသွားဖို့ပေးခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ဟက်ရိုင်ကနေရာတချို့မှာအသွားအလာခက်ခဲပြီးကေဇရေးအဖွဲ့တွေရောက်ရှိဖို့ရုန်းကန်ရတာမျိုးတွေလည်းကြုံတွေ့နေရပါတယ်။ထိုင်းရီတက်ရဲ့တစည်းသေးသောလေယာဉ်တင်သင်းပေါ် HDMS Carry Narubab ကိုလည်းကေဇရေးမစ်ရှင်တွေမှာပူးပေါင်းဖို့အတွက်ထိုင်းတောင်ပိုင်းရေပြင်စီနိုဝင်ဘာလ25ရက်နေ့ကလေးကဆေးလွှတ်ထားပါတယ်။အဒီလေယာဉ်တင်သင်းပေါ်ကြီးမှာရဟတ်ယာဉ်တွေအခြေစိုက်ပြီးကေဇရေးမစ်ရှင်တွေမှာပူးပေါင်းကြမှာပါ။ထိုင်းကပြည်နယ်ကုကုမှာရေကြီးမှုတွေကြုံတွေ့နေပြီး အိမ်တွေကားတွေဈေးတွေရင်းနှက်ကုန်ပါတယ်။ရေကြီးမှုကြောင့်အိမ်ခြေတသန်းနီးပါးလောက်ထိခိုက်ပျက်စီးမှုတွေကြုံခဲ့ပြီးလူပေါင်း1.3သန်းကျော်ရေဘေးသင့်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။